အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါရစေဗောနော်အဲ့တော့လက်ရှိချိန်မှာဒါကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်နေပါတယ်အဲ့ဒါကဘာလဲဆိုတော့ဘိုးမောင်ရဲ့လူငယ်ကျယ်ပွင့်ကစားသမားလေးကိုအသိဉာဏ်မှန်သမျှအကုန်လုံးလိုက်နေတယ်ဆိုတဲ့သတင်းပါပဲအဲ့ဒီသတင်းကတော့ကျွန်တော်ဒီဗီဒီယိုကတော့ကျွန်တော်တို့ထုတ်ဝေနိုင်ဗီဒီယို10မိနစ်တဆိုင်5မိနစ်လောက်ပဲရှိမဲ့ဗီဒီယိုတစ်ခုဖြစ်ပါတယ်အဲ့ဒီကစားသမားကဘယ်သူလဲသိပါလိမ့်မယ်ဘိုးမောင်ရဲ့လက်ရှိကျယ်ပွင့်ခံစစ်ကစားသမားဖြစ်တဲ့ဒါစပိန်ကစားသမားလေးဖြစ်တဲ့ဒါကျွန်တော်တို့ white sun ပေါ့နော် white sun ကတော့ ့လက်ရှိမှာဒါကျွန်တော်တို့ဟိုတိကြရတယ်မေဒါကျွန်တော်အိန္ဒိယကိုမာတီနက်စ်လေဒါကျွန်တော်ဒန်ရသွားတဲ့အချိန်မှာဒါကျွန်တော်ခန်စစ်ပိုင်းဒရက်တာဝိုက်ဆန်ကိုတော့ခေါ်ခဲ့တဲ့အထီးကူ အဲလက်ရှိမှာဒါ hit ဖြစ်နေကြသားတယ်။အဲ့တော့လက်ရှိမှာဘုံမောင်းတဲ့အသင်းမှာတကယ်ကိုခြေစွမ်းပြနေပြီးတော့ဒါလူမရှိတဲ့နေရာမှာဝင်ဆော့နေရင်းနဲ့မှာတော်တော်လေးကိုကောင်းသွားတဲ့ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ်ဆိုတော့ငင်းစရာမလိုဘူးပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော် white sand ကိုလိုချင်တဲ့အသင်းကစားသမားရဲ့တော်တော်လေးကိုများတယ်။ဟိုအသင်းကတော်တော်လေးကိုများတယ်။လက်ရှိမှာဒါ premier league ကြီး6ကြီးမှာ manchester city တဲ့အသင်းကလွဲလို့ကျန်တဲ့အသင်းတွေအကုန်လုံးဒီကစားသမားကိုလိုချင်တယ်။ဒါမှမဟုတ် real madrid လည်းလိုချင်လို့ barcelona အသင်းလည်းလိုချင်နေတယ်။အဲ့တော့ ဒီနေရာမှာဘာလို့လူတိုင်းကလူကျင်နေတာလဲဆိုတာအဖြေရှိတယ်။လက်ရှိမှာ white cell မှာစာချုပ်ဖြတ်သိမ်းခြင်းဆိုတဲ့ဥစ္စာမျိုးရှိတယ်ဆိုပြီးတော့ Fabrizio Romano ကသူ့ရဲ့ဒါကျွန်တော် internet ဆာမျက်ပုံမှာ internet မြန်မာမြန်မာ channel လေးစီကြားတယ်။ internet ဆာမျက်နာပေါ်တော့ ။ Wizen နေအခုလက်ရှိမှာဒါကျွန်တော်တို့သူ့ရဲ့ Twitter ပေါ်မှာဒါရေးတင်ထားခဲ့တာကိုတွေ့ရမယ်။ Wizen ရဲ့စာချုပ်ဖြတ်သိမ်းကြီးက2025ကျွန်တော်တို့ဒါ New Year ဒီမှာကျွန်တော် Euro တန်း90ဆိုပေါင်တန်း90ပေးပြီးတော့စာချုပ်ဖြတ်သိမ်းကြီးလုပ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးပြောထားခဲ့တယ်။အဲ့တော့ပြောချင်တာက Wizen လို့လက်ရှိမှာဒါခြေစွမ်းပြနေကစားသမားတွေလက်ရှိဒါဈေးအရန်ကြီးတဲ့လူတွေနဲ့ပြန်တွဲကြည့်မယ်ဆိုပေါင်တန်း90ဆိုတာအရန်မများတဲ့ပမာဏတခုဆိုရင်တော့ပြောမယ်ဆိုရင်ကျွန်တော်နည်းမှားမယ်မထင်ဘူး။အဲ့လက်ရှိမှာဒါဒီကစားသမားကိုတော့အသိန်းကြီးမှန်သမျှအကုန်လိုက်နေတယ်။အဲ့တော့လက်ရှိ ှမှလစ်ဗာပူးအသင်းကြောင့်စပြောင်းလစ်ဗာပူးတင်းနဲ့ white sun ကိုသဘောကျတယ်သူအနေနဲ့ virgin van night အသင်းကထွက်ထွက်မထွက်ထွက် white sun ကလက်ရှိလစ်ဗာပူးအသင်းအနေနဲ့ဒါကူနာတီးအနေအမှာရေရှိအစားထိုးနိုင်မဲ့ကစားသမားတယောက်လို့လစ်ဗာပူးအသင်းကသတ်မှတ်တယ်လစ်ဗာပူးအသင်းကလက်ရှိကျွန်တော်လာမယ့်လူရာဒီမှာသူတို့အနေနဲ့ခံစင်မှုနှစ်ယောက်နေရာမှာဒါစဉ်းစားထားတယ် white sun ရဲ့လက်ရှိကျွန်တော်ဒါ inter milan ခံစင်ကစားသမားဖြစ်တဲ့ bastoni ရဲ့ကိုပြင်မှတ်ထားရတယ်ဒါပေကျွန်တော်ဒါ bundesliga ဒါခံစင်ကစားသမားဖြစ်တဲ့ shorter back ကိုလည်းဒါကျွန်တော် virgin van night ရဲ့နေရာတစားထိုးထားတယ်ဒါပေမဲ့ကူနာတီးနေရာအတွက်ကိုတော့လက်ရှိမှာ white sun နဲ့ bastoni ကိုပြင်မှတ်ထားရ ာတယ်။ Whiteson ကလက်ရှိမှာ Premier League experience နဲ့ရှိပြီးသားဖြစ်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားကို Liverpool တင်ကအင်မတန်မှစိတ်ဝင်စားနေတယ်လို့ကြားသိရတဲ့မှာပါတယ်ကွာ။အဲ့တော့ပြောချင်တာလက်ရှိမှာဒါကျွန်တော် Whiteson ကိုဒါကျွန်တော် Spa တင်ကလည်းစိတ်ဝင်စားနေတယ်။ Spa တင်ကလက်ရှိမှာဒါကျွန်တော်တို့ခံစစ်ကစားသမားတွေတော်တော်လေးကိုများနေတာအမှန်ပဲမဲ့သူ့အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ဒါကျွန်တော်စိတ်ဝင်စားနေတယ်။ဒါပေမဲ့ပြန်စမ်းကြည့်မှာဒီ6သင်းနဲ့6သင်း9သင်းလောက်ရှိရဲ့အသင်းတွေကမှဒါကျွန်တော် Spa တင်နေနဲ့ ခေါ်မယ်ဆိုရင်တော့တော်တော်လေးကိုခက်ခဲမိနေမှာရှိတယ်။ဒါဒီကြားထဲမှာဒီကစားသမားကိုခေါ်မယ်ဆိုရင်တော့အဓိကအဖြစ်နိုင်ဆုံးကဘာလဲဆိုတော့အအသင်းကြီးတွေပဲဖြစ်ဖို့များတယ်။စပါးအသင်းတွေလက်ရှိမှာဖြစ်လာမှုရာဂိုင်းလုံးနေတယ်။အဲ့တော့ United ကလည်းလက်ရှိမှာသူတို့ရဲ့ cancel ဘိုင်းတွေ Lindelof ကိုရောင်းပြီး White Sand ကိုမျက်စိကျနေတယ်။ဒါကျွန်တော်အခုတေချာကြည့်မိတာ White Sand ကအခုလက်ရှိဒါကျွန်တော်သူက Spain နိုင်ငံသားဆိုမဲ့ Netherlands နိုင်ငံမှာမွေးတယ်။အဲ့ဒါနာမည်ကတော်တော်လေးကိုထူးခြားနေတာပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော် Spain သားဖြစ်တယ်။ဒါသူ့အနေနဲ့တော့ကြောင့်မို့ Barcelona အသင်း စိတ်ဝင်စားတာတိတ်ပြီးလည်းမထူးဆန်းဘူး Real Madrid လည်းစိတ်တိတ်ဝင်စားမှုစူးစမ်းအောင်အဲ့တော့ Barcelona တင်းတဲ့ White Sun ကိုခေါ်ယူခြင်းမဲ့သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ပေါင်တန်း90 Euro တန်း60နဲ့62တန်းကဈေးများတဲ့ကြောင့်ဒါတစ်ချက်တော့သူ့နဲ့စောင့်ကြည့်တဲ့နေရာမှာပါတယ်တစ်ဖက်ကတော့ Real Madrid ကတော့ရှင်းတယ်သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုလည်းပေးနိုင်တယ်ဒါကုနာပေါ်ဆိုသူ့ရဲ့လက်စာကိုလည်းပေးနိုင်တယ် AC ပဲအဲ့တော့ဒီအသင်းတွေထဲမှာ White Sun ကိုဒါတရားဝင်စိတ်ဝင်စားတယ်ဆိုတဲ့ကြောင့် Real Madrid ကပြတ်သားနေဖြစ်တယ်ကစားသမားရဲ့နောက်ဆုံး interview မှာကလည်းသူကဝန်ခံထားခဲ့တာသူ့အနေနဲ့ Real Madrid လိုအသင်းမျိုးကသူ့ကိုစိတ်ဝင်စားတော့သူဟာတိတ်ပြီးဝမ်းသာတယ်ဆိုပြီးကစားသမားကပါဝန်ခံထားခဲ့တာကိုတွေ့ရမှာ ထဲမှာပါတယ်အဲ့တော့ Wison ကို Real Madrid စိတ်ဝင်စားဆိုတာတေချာသွားပြီလို့ပြောလို့ရမယ်ထဲမှာပါတယ်အဲ့တော့ဒီလူငယ်ကျယ်ဝှက်ခံစားကစားသမားလက်ရှိမှာ current market value က Euro 40တန်းပေါက်တယ်ဒါပေမဲ့စာချုပ်ဖြတ်သိမ်းကြီးပေါင်တန်း50တကယ်တမ်းဖြစ်မှာဆို value လို့ဖြစ်လို့ရတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော် Arsenal အသင်းကလည်း Wison ကိုစိတ်ဝင်စားနေ Gabriel ကိုဒီ Wison နဲ့ရေရှည်ရအစားထိုးဖို့အတွက်လည်းသူ့အနေနဲ့ပြင်ဆင်တယ်လို့ကြားသိရတယ်မှာပါအဲ့တော့အသင်းကြီးတဲ့မှာလက်ရှိမှာစိတ်ဝင်စားရတဲ့သူမရှိဘူး Chelsea အသင်းကလည်းလက်ရှိမှာသူ့အနေနဲ့အဲ Fofana နဲ့ရေရှည်မှာ Wison ကိုတွဲဆောက်ဖို့အတွက်လည်းအလိုရှိနေတယ်အဲ့တော့ Wison ကိုအသင်းကြီးတဲ့မှာ သတင်းမထွက်တာဆိုလို့ Manchester City သတင်းမရှိဒါပေမဲ့အဲ့ဒီသတင်းမထွက်တဲ့အသင်းကလည်းတော့တမသွားတာတွေ့ရဒါပေမဲ့လက်ရှိမှာ City လည်းကန်ဆယ်မှုတွေလိုတဲ့ကြောင့်မို့ City ဝိုင်းဆန်ကိုမတမသွားနိုင်ဘူးလို့မပြောလို့လည်းမရအောင်အဲ့တော့လက်ရှိမှာရှိသမျှအသင်းကြီးတွေအကုန်စိတ်ဝင်စားနေတာကတော့ဘုံမောက်အသင်းရဲ့လက်ရှိကျွန်တော်တို့ခန်းစီကစားမှဖြစ်ပါဒီကစားသမားမှာစာရုပ်ဖြတ်သိမ်းခြင်းလာမယ့်နေရာဒီမှာတန်း90ရှိပါတယ်ဒီတန်း90ပေးဦးနဲ့ဒီကစားသမားရအောင်ဖြစ်ပါအဲ့တော့ဂျားထဲမှာကစားသမားနဲ့ပုံကိုရေးရသဘောတူညီမှုရနိုင်ခဲ့မယ်ဆိုရင်တော့ဒီကစားသမားကိုစာရုပ်ဖြတ်သိမ်းခြင်းပေးပြီးတော့လာမယ့်နေရာဒီမှာခေါ်ယူရအောင်ဖြစ်အဲ့တော့ဒီကစားသမားနဲ့ ာမဲ့နေရာဒီမှာ Real Madrid ကိုပြောင်းမလား Liverpool ကိုပြောင်းမလား Arsenal ကိုပြောင်းသွားမလားဒါကတော့တစ်ချက်တော့စောင့်ကြည့်ရမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တော့တော့ကောင်းပြပါဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာပြပြနေဖြစ်ပါတယ်အားလုံးမကြုံတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြရပါဘောကျေးဇူးတော့ကောင်းပြပါဗျတေးပါဗျ